လူတွေ့ရင်တောင်ရိုက်တက်သွားတော့တဲ့မန္တလေးကအိမ်ဖောက်ထွန်းမှုမင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းနိုင်ငံကြီးကျိုးစပါတယ်ဒီတစ်ခါမှာတော့လူတွေ့ရင်တောင်ရိုက်တက်သွားတော့တဲ့မန္တလေးကအိမ်ဖောက်ထွန်းမှုတစ်ခုအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာနိုင်ငံတလွားခေါမှုလူရမှုလူတက်မှုစတဲ့အမှုပေါင်း16000ကျော်နဲ့မန္တလေးကခေါမှုနဲ့မိလာမှုမှာထိတ်ဆုံးအပြည့်ရလို့ဆိုရမလားပဲအခုလည်းပဲ အမတန်ကြောက်စရာကောင်းတဲ့အိမ်ဖောက်ထွင်းခေါ်ယူမှုတစ်ခုကိုတွေ့လို့ပြန်လည်ဝေမျှပေးပါဦးမယ်ဒီဗီဒီယိုကိုတော့တစ်တော့ဟာတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်ဖြစ်သွားခဲ့တာက2025ခုအောက်တိုဘာလ1ရက်နေ့မနက်စောပိုင်း3နာရီခွဲဝန်းကျင်လောက်ကဖြစ်သွားခဲ့တာပါဒါကလူတာမန်တွေအိတ်ကောင်းတဲ့ချိန်တာမန်မဟုတ်တဲ့သခိုးတွေဇောင်းထားတဲ့ချိန်ပေါ့အဖောက်ခံလာရတဲ့အိမ်ကတကယ်တမ်းဆိုရင် အောက်တိုတိုင်းမှာ ဗလိဒါတန်စုကျိုး၃ဆင်းလောက်ကိုစင့်ကာထားပြီးတော့အိမ်ကိုလည်းတကား၂ဆင့်တောက်၂ဆင့်ခတ်ထားတာပါအဲ့ဒါကိုမှတခိုးတွေက၃ဆင့်ကာထားတဲ့တန်စုကျိုးကိုတန်ဖြတ်ကကြီးအကြီးနဲ့ဖြတ်တကား၂ပေါက်တောက်၂ဆင့်ကိုလည်းအဲ့ဒီကကြီးကြီးနဲ့ဖြတ်ပြီးဝင်ခိုးတာဗျာအဲ့ဒီအချိန်အင်ရှင်ကနိုးနေလို့အင်ရှင်နဲ့တွေ့ရင်တောင်မှလူတက်သွားမဲ့အနေထားရှိတယ်ကြောက်စရာကြီးဗျာပြောနေကြပါလေအခု CCTV ကို ကိုကိုတိုင်းကြည့်ကြကြတော့ဗျာ။ အားလုံးမြင်လိုက်ကြတဲ့အတိုင်းပါပဲတန်ဆူးကျိုးတွေ20 30ဆင့်ကပြီးတကားနှစ်ထပ်မှတော်နှလုံးနဲ့ခတ်ပြီးနေလဲစိတ်မချရတော့ပါဘူးဖြစ်နိုင်ရင်တန်ဆူးကျိုးတွေမှာလျှက်စစ်လွတ်ထားတာကောင်းမှထင်တယ်ပြီးရင်တော့လေဖြုတ်တာဖြတ်တာနဲ့အတန်ကျေကြီးမြည်တာတတ်ထားမှရတော့မှထင်တယ်နောက်ပြီးတော့အိမ်ဝင်နဲ့လူဝင်တာနဲ့အချက်ပြလမ်းပေးတာတွေတတ်ထားရမယ်နောက်ခွေးကောင်းကောင်းမွေးထား ဒီလိုမှအဆင်ပြေမယ်ထင်တယ်။အခု CCTV မှာဆိုရင်ခွင်းရှိရင်တို့တို့တော့မရဲတင်းမှာတော့သိကြတယ်။ပြီးတော့ကိုယ်ရင်နဲ့ဆိုပြီးတော့လဲဆိုင်ကယ်တော့ကိုတန်လမထားပဲတော့ခတ်ထားမှရတော့မယ်။အခုပါတော့တာအဲ့ဒါတစ်ချက်လဲပါတယ်။ဆိုင်ကယ်တော့တန်လမ်းကြီးနဲ့ကိုယ်ရင်ကိုတော့လုံခြုံပြီးထင်တာကိုအခုပေါက်ထွင်းမှုမှာဆိုင်ကယ်၃စီးလုံးပါသွားကြောင်းသိရပါတယ်။အဲ့ဒီတော့ကိုပိုင်နဲ့ ကော့ချွေးနဲစာနဲ့ရှားထားတဲ့ပစ္စည်းများကိုတခုံးများအလွယ်တကူခေါ်ယူလို့မရအောင်ဘယ်လိုနီလန်းနဲ့ရှောင်ကျဉ်ကြမလဲဘယ်လိုကာကွယ်ကြမလဲဆိုတာနီလန်းတွေရှိရင်လည်းမျှဝေပေးကြကြပါအောင်ခင်ဗျာအဆုံးထိအောင်ကြီးစုနားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ